မင်္ဂလာပါနော်။နွေဦးမိသားစုပေါင်းတို့ရေနွေဦး family channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှလည်းဆ ्याम ကြီးမမိုးအင်းလျာရေးသားထားတဲ့မှတပါအချာမရှိပြီးဝိထုရှိကိုအပိုင်းကားနေဖြင့်ဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မှတပါအချာမရှိပြီးအပိုင်းကား ခင်ကြိုင်ကိုပါတက်ကတူထပ်ပိုရသည့်အတွက်အမေမငွေပိုး၍ရှာရလေသည်ဇင်အောင်ကောင်းစဉ်ကစူထားသောငွေလေးများမှအကျွေးဆန်းရာအကုံထပ်ဖြစ်ရသည်နှင့်ပင် အတော်ရောသွားပြီးခင်ကြိုင်တက်ကတူဇက်တက်ဖို့အတွက်အင်းကြီးလုံးကြီးဖနက်ကအစာဝေးပေးရသည်ဒီကိစ္စအတွက်မာကြီးကက်ကပင် တားမြစ်သေးသည်မိန်ကလေးပဲဟာတော်ရော့ပေါ့ဆင်းရဲအောင်မီပဲဆရာမလေးပါလေးလောက်ခိုင်းမလားဟုဆိုသည် အမေကမူနောင်တတရားရကဣန္ဒြေရနေသောခင်ချိုင်းကိုပညာရေးတွင်ပုံမတိုးတက်လာမည်ဟုမျှော်လင့်လေသည်ပြီးတော့အမေစိတ်တွင်တာသမီလှူစားကိုမျှော်ကိုလိုစိတ်မရှိသည်တာကြီးမျိုးတွင်ပေးသောငွေများကိုပင်တတ်နိုင်သမျှဖဲထားတတ်သည် သူအတွက်တသက်စုပေးခြင်းသည်သို့သောငွေဆိုသည်မှလည်းအစင်သင်ရှိတော့လှဲ့သုံးမိသည်သာသုံးပြီးတော့လည်းပြန်ပြေးနိုင်ဖို့ကခဲရင်သွားပြန်သည်အောင်စိုးအတွက်လည်းအမေမှရင်မောသည် အောင်စုတယောက်အလုတ်ကိုအပတ်တကုတ်ချိုးပန်းလုတ်ကိုင်းတာမြင်ရတော့ဂျင်းနဲ့တီနဲ့အမြတနာရသည် သူကန်ကလည်းဆိုရှာသည် သူမျောလင်းသလိုအစဉ်ပြေလာချိန်မှာမှဘဲတဲပြိုကျ၍အတော်လေးထိခိုက်ပျက်စီးသွားသည် ်ထိုနေ့ကတင်းကြား၍အမေလိုက်သွားတော့အောင်စိုး၏မျက်နှာကိုမြင်ရသည်မှာစိတ်ထိကြိုက်ဖို့ပင်ကောင်းသေးတော့သည်သူ့ကိုအနေငယ်ပွန်ပယ်တန်ရာရသွားသည်ကိုကယူမဆိုင်အားအနာတရားဖြစ်ကအချိုးတည်ကုန်သောဘဲတွေကိုသာပွေချီကစုတ်သက်ခါဖြင့်ငင်းရီပင်ကြာတော့မတတ်ဖြစ်နေသည်အန်ကိုတင်တင်ထားသည်မှာမိချိုးကြီးများပင်ထောင်နေသည်ဘဲတကောင်ချင်းကိုကောင်းယူနေသောသူ့လက်မဲမဲတုတ်တုတ်ကြီးများမှာစိတ်လှုပ်ရှားမှုကြောင့်တုံရင်နေသည် အမေကမနေသာ၍ငွေတရားထုတ်ပြီးတော့မြင့်ရီဝဲလျက်ကားသူကောင်းခါသည်တကယ်တော့သူ့လုပ်ငန်းကိုနောက်ထပ်နလန်ထူလောက်အောင် အတော်စူးစမ်းရအောင်မျိုးကို အမေသိလေသည် သို့သောဒီတခါအောင်စိုး၏မာနကို အမိသဘောကြသည်ဖြစ်လာသည့်ဆုံးရှုံးမှုအတွင်လည်းလဲစင်းခံပြီးစားတဲ့တပူထက်မှန်စူးစားလိုစိတ်ကုန်အမိချီကျူးသည်အောင်စိုးသည် အဆူဆုံးသားဖြစ်တော်လဲအယူပြောင်ဆုံးနှင့်စိတ်အကြံခိုင်ဆုံးဖြစ်သည်ဟုအမိလက်ခံထားလေသည် အခြေအနေအလုံးသည်အဖေဆုံးပြီးခါစားထက်စားရင်းအနေတိုင်းစားပြုပေးပြီသူတို့အိမ်တော်စုလေးကိုရုတ်တရက်ရိုင်းလဲမသွားစေပဲပြန်လဲမတ်ထူနိုင်ခဲ့သည့်အတွက်အမိချေနေသည်လက်ရှိအခြေအနေသည် အားရလောက်ဖွယ်မရှိသေးတော့လဲအတက်ဖွယ်အနာကံရောင်ကြီးတို့ဖြင့်ထွန်လင်းလျက်ရှိပြီးဟုအမိစိတ်ကယုံကြည်ထားလေသည်အလောက်ကရှားပါလာသည်ငွေရှင်ကြည်ရှင်လုပ်ငန်းရှင်များကြီးပွားချမ်းသာနေကြသည် ဝဲတစ်ခုရတော့လဲအောင်တိုးမျောလင်းတယ်လို့အလုတ်တစ်ခုရဖို့ကမလွယ်အောင်တိုးကလည်းတာမန်စည်ရေးစစ်ချီနှင်းတော့မလုတ်ချင်းကုံတဲ့ပွဲစားလုပ်ဖို့ကိုလည်းငွေမီများရပြီဆိုစေသူမလုတ်ချင်းသူစိတ်ကအရာရှိအရာခံဖြစ်လို့စိတ်ထိုအလုတ်မျိုးနဲ့ဂုံယူလို့စိတ်သာရှိလေသည်အောင်တို့အစိုးရရာရှိဖြစ်လို့ဒီအချက်ထဲတွင် အကြောင်းတစ်ခုလည်းပါသေးသည်၎င်းမှာခင်ခင်ဦးနှင့်သူတို့ချစ်နေကြခြင်းပင်ဖြစ်လေသည်ခင်ခင်ဦးကအเจ้าမတော်ကယောက်ျားလေးများကိုဂယုမဆိုင်တော်မာနာခင် ူးညီမခင်ချင်းနဲ့ပတ်သက်၍သာသူရင်းနှီးခွင့်ရခဲ့သည်ခင်ခင်ဦးတက္ကသိုလ်ရောက်လာတော့သူပထမဆုံးသွားတွေ့လေသည်ခင်ချင်းကအိန္ဒိယဆောင်မှနေရပြီးခင်ခင်ဦးကဘန်တာဟောတီးရီဆောင်မှနေသည်သူသည်အိန္ဒိယဘက်ကိုတခါတလေမှရောက်တော့လဲတီးရီဘက်ကိုညနေတိုင်းမှန်မှန်ရောက်လေသည်၃နှစ်၃ခုပူခဲ့သည့်အတိုင်းအမျော်မြင့်ကြီးလာသောခင်ခင်ဦးကသူ့ဘွဲရမှအပြေပြေးလေသည် သူကလည်းရှားပါသည့်အချစ်ကိုမှတံပိုးထားချစ်ခဲ့သည်ယခုတော့ခင်ခင်ဦးအတွက် သူစူးစမ်းရအောင်မီကိုတို့မျိုးပိုင်တန်းန်းတက်ပါလားတက်ခွင့်ရအောင်ဖေဖေကိုခင်ခင်ပြောပေးမယ်အောင်တိုး၏မျက်နှာမှာဝင်းပါသွားသည်ခင်ခင်ဦးကိုသူချစ်ခဲ့သည့်အကြောင်းများတဲ့တွင်ခင်ခင်ဦး၏မိဘအရှိန်အဝါကိုလည်းမမော်ဝေးဖြစ်သည်ထို့ကြောင့်လည်းခင်ခင်ဦး၏တိုက်တွန်းချက်ကိုသူကမဆိုင်မတော့လက်ခံခဲ့သည်ခင်ချိုင်ကလည်းသူတို့မျိုးမှာရှာရှာပါပါတက္ကသိုလ်ရောက်လာရ၍တမျိုးရဲသားချင်းကိုပင်ဂယုမဆိုင်ချင်တော့ချင် ပြီးတော့အမေချွေနေဆောင်ငွေကိုသုံးနေရတော့လဲအမေသမီးအဖြစ် မခံယူ သူကိုယ်သူအရာရှိသားသမီးဟန်ဖြင့်သာလူတကာကိုဆက်ဆံလေသည်နဂိုကပင်တည်ခြင်းပေးခြင်းသောခင်ကြိုင်သည်တက္ကသိုလ်နေမြေတွင်လည်းရေပန်းစားလာခဲ့နေသည် သူစိတ်ကတော့ပညာကိုဂုဏ်ရှိအောင်သင်ပြီးယောက်ျားတယောက်ကိုကောင်းကောင်းယူဖို့သာအမင်းရွယ်ချက်ကတခြားသူမျှော်မှန်းချက်ကတခြားဖြစ်လေသည်သူကအောင်တို့လိုတော့မဟုတ်ယာရုမရှိနေနေပါစေငွေကြီးချမ်းသာဖို့သာအဓိကား သူချမ်းသာလင်အမေကျေးဇူးကိုဆန်နိုင်မည်ဟုသူနီသူဟန်နှင့်တွေ့သည် သူတို့စိတ်ကူးပြင်းဖန်ဆင်းသော အချိန်တွေများတွင်ကျင်လည်ကြဆောင်းရင်းအချိန်တွေကုန်ခဲ့သည်ခင်ချိုင်းကိုကြောင်းပို့လိုက်ရသည့်၃နှစ်တာကာလအတွင်းမှာအမေဘဝကတော့မပြောင်းလဲသေးပြီငရုတ်အိမ်နှင့်ချစ်သူချင်းများတွေတွင်အမေလက်များကိုမြုံနှံထားရဆဲပင် ိသက်တယောက်ပြိုပေါ်ဝင်လာ၍အိမ်တွင် အဖော်ရတော်လေတမီမင်းကလေးကိုလက်လွတ်မထားရတော့သော အမေစိတ်တစားကြောင့်မိသက်သည့်အမေအနာတွင်နေရသည်ကများသည်။ကြောင်းချိန်မှလွဲလင်းအမေနှင့်အတူဆိုင်ထိုင်ရသည်။အမေနှင့်အတူဆိုင်သိမ်းရသည်။အမေနှင့်အတူတမင်းချရသည်။ပြီးအမေနှင့်အတူအိပ်ရသည်။ ်ခင်ချိုင်တို့မောင်တိုးတို့ဘဝတိုးတက်လာတော့လဲမြို့ထွန်းနဲ့အောင်စိုးတို့ဤအခြေအနေကဘာမှပြောင်းလဲမလာသည်မြို့ထွန်းမှလည်းသူကုန်တင်ကားကြီးများကိုရန်ကုန်မန္တလေးရှမ်းပြည်အစုံအစံတက်ခါဆင်းကားနဲ့အချိန်ကုန်ရသည် အောင်စိုးမလေးသူ့မွေမြူရေးလုပ်ငန်းကြီးတနေ့ကြီးပွားလို့တနေ့ဖြစ်မြောင်လို့ဖြင့်စူးစမ်းလုပ်ပန်းရင်းမျှော်လင့်ချက်အစောက်အအိုးထဲမှာ ဝဲလဲ့နေသည်အော်တိုနှင့်ကင်ကြိုင်းတို့ပညာရက်တွေဖြစ်ပြီးအလုံးရနေအမေဘဝအနာယူရတော်မူအတွေးရှိတော်လဲရှင်နေထီတော်အမေမနာရသည် မိသက်ပညာရေးကိုတာဝန်ယူမိသူရှိရင်အမေနာတော်မူအားခဲထားလေသည်မြို့ထွန်းနှင့်အောင်စိုးတို့ကိုတော့အမေတာဝန်မပေးချင်တော့တာကြီးမြို့ထွန်းအနေနာခံလွန်းသည်သူဘဝသူကိုလိုယုံဖို့တင်ပြီးအောင်စိုးကတော့သူ့လို့သူအစဉ်ပြေလင်းခြင်းနဲ့ရတော်မူခင်ကြိုင်းနှင့်အော်တိုတို့ကိုတော့အမေများစွာမျှော်လင့်လေသည် သို့သောအမိမျော်မှန်းခြင်းတို့သည်တကယ်ဖြစ်လာခဲ့သည်နှင့်ဆန့်ကျင်ဘက်တို့သာဖြစ်လေသည်ကာလာများသည်ရွိရောလာခဲ့၏မြို့တို့၏ခြေနေကမပြောင်းလဲသည်ထို့အတူမိသားစုအပေါ်ထားရှိအပ်သောသူ၏ကြီးမားသောစေတနာသည်လည်းမပြောင်းလဲသည်နန်းစိတ်ပွင့်အပေါ်ထားရှိသောချစ်ချင်းမြတ်တာသည်လည်းမပြည့်ပြည့်သည်ပိုလိုသာခိုင်မြဲခဲ့သည် နန်းစိတ်ပွင့်ဤသူအပေါ်နာလေသောစိတ်ကျင်နာသောနှလုံးသားနှင့်တီးခံသောစေနနာတို့ကိုသူနှွေးနှွေးထွေးထွေးခံစားရသည်မိသားစုထံမှမရရှိသောနှွေးထွေးမှုကိုသူရရှိခဲ့သည်ဒီအတွက်နန်းစိတ်ပွင့်ကိုထိုက်ထိုက်တန်တန်တုံ့ပြန်ပိဆက်ဖို့သူမှတာဝန်ရှိသည်ပြောရရင်တော့မကောင်းအောင်တိုးလုံးပုံကိုတိတ်တော့မကျေနပ်လားချေဘွဲတကူရာယုံနဲ့မကျေနပ်သေးရာရူးရာခံလို့စိတ် ြင်းမြမာမာနေလိုစိတ်တို့ဖြင့်သူအတွက်အသူရသည်များအခွင့်အရေးကိုကြုံရယူသည်ယခုသည့်အိမ်ကိုတပြားတစ်ချက်မှမထောက်ပံ့သည်အိမ်ဟာပေးနေရစေဖို့နေရစေပြီးရင်ကြည့်အချိန်တန်ရင်သူ့ပညာကိုသူ့အတွက်သူ့ကိုယ်ကျိုးအတွက်သုံးမိသာရကိုလဲကြည့်အမေအသက်90နာရီနီး၍နွမ်းနေစားပြုချိန်တွင်သူကသူနေသူ့ချစ်သူအကျိုးအတွက်မြို့ပိုင်းတင်တန်းတက်သည်ယနေ့ထိသူစီမအိမ်ကိုပြန်လဲထောက်ပံ့မိစကားတခေါ်မှထွက်မလား ိတ်တူတောင်းလာစွာဖြင့်ခမင်းဆိုင်ရှိမှကားရလိုက်ပြီးဆိုင်ထဲဝင်လာခဲ့သည်ဆိုင်ရှိတွင်နန်းစိန်ပွင့်မျက်နှာကိုမမြင်ရ၍သူပို၍ပင်ကျွဲမိတို့သွားသည် သူ့အတော်သည် မျိုးထုံးဝင်လာသည်ကိုတစ်ချက်မျှမော်ကြည့်ပြီးလှုပ်ရှားရှိသည်ကိုသာအာယုံဆူဆိုင်၍နေသည်စပွဲမှကက်ဆက်ဆက်ထိုင်လိုက်သည့်တိုင်မိသူမရောက်မလာသည်ဆိုင်ကူမင်းကလေးမိထွေးသာထွက်လာသည်မိထွေးနေမောင် မိထွေးကသူ့ကိုခတ်ကြောင်ကြောင်ကြည်နေသည်ဟိုလီ အမရွာပြန်သွားပြီသူ့ကိုကြီးကကြောက်ကြောင်ယွန်းယွန်းဖြေတော့မိထွေးပုံကိုကြည်ရသည်မှာအာမရလားသူ့အတော်ကိုလမ်းကြည့်တော့အိန္ဒြေမပြက်လက်စည်းနေသည်မြို့တွန်းကစိတ်တူတူဖြင့်ယူနွေးပကံကိုစောင်းချလိုက်သည် အတော်ကြီးကသူ့အနားရှောက်လာသည် မောင်မျိုးထွန်းတောင်ရောက်လာမှကို အတော်ကြီးဤလေယူလေသိန်းကိုလည်းသူသဘောမချလာချေသူမဆောင်သေးနိုင်ပဲမေးလိုက်သည်နန်းစိန်ပွင့်ကတော်တော်အတော်ကြီးကအေးဆက်စွာပင်သူ့ကိုကြည့်သည် သူ့ဖေမလာလို့ကြောက်စဲကိုပြန်သွားတယ်ကွယ်သူ့အဖေကထိုများသားဖြစ်ဤမျိုးတွန်းကအလေးနဲ့ထားသမျှသူကအေးဆက်ဆက်လုံနေသည်ခါတိုင်းလို့အေးတီယူပုံမျိုးလည်းမရှိလားချင်းဘယ်တော့ပြန်လာမှလဲတော်တော်သူကတက်နိုင်သမျှဆေးရှိရှိထား၍ချိုးသားစွာမေးလိုက်ရသည်ကွယ်သူ့အဖေကပြန်လို့ချစ်ပုံမရလို့အတော်လေးမပြောတော့ပါဘူးသူ့အဖေနဲ့သူ့သမီးသူတို့သဘောပေါက်ကွယ်ဟုတ်ဘူးလား ခဲ့ပြီးဒီအတော်ကြီးကပြည်ရဲ့များလာသည် မျိုးတို့မယုံခြင်းဒါနဲ့သူ့ဖေကနောင်မိတ်မနဲ့ဆိုအင်းနီကွယ်ဒါပေမဲ့အခုတော့လေမင်းကလေးကလုံတက်ကင်တက်ဆိုတော့ပြန်ခေါ်ခြင်းမပေါ့လမ်းစာပြန်ပြီးလေဒီတပတ်သူတလားကန်ကြသွားသည်တောင်ကြီးမှပြန်ဆင်းသွားပြီးကားကိုပြင်နေရသေးသည်ရှခင်တစ်ခေါက်ကပိုင်ရှင်ကိုယ်တိုင်လိုက်လာပြီးမန္တလေးကိုကုန်တင်ကပြန်ဆင်းသွားခဲ့သည်သူတယောက်ထဲသာဆိုရင်တော့ရှမ်းပြည်ကုန်မရမခြင်းမပြန်တတ်ခြင်း သို့မဟုတ်ကလည်းရင်မပင်အထီတော့တက်ချင်းတက်ခဲ့အုံးမီဒီတလအတော်တွင်မှာဘာရီဖြစ်ကုန်သည်။ဆိတ်ရှုပ်ထွေလာစွာဖြင့်ဆိုင်ထဲမှပြန်ထွက်လာခဲ့သည်။အိုးမောင်မြုတ်တွန့်ထမင်းမစားတော့ဘူးလားကွဲ့။သူပါတယ်မြောက်မကြတော့ပါကြီး။ကြားလဲစိတ်မဝင်စားတော့ပါကြီး။ကလောရောက်တော့သူတီချင်းဒီတရင်ကိုကြားသိရသည်လက်ဖက်ရည်ဆိုင်က ကာသမာချင်းပြောသည့်တရင်အတော်ကြီးကအကွက်ချောင်းနေတာကွဟိုကောင်က ကိုပိုင်ကားကိုဆွဲနေတာမဟုတ်လား တခါတည်းထက်ပြေးလိုက်တာနေမှာပေါ့။ကြားရသည့်စကားကိုမယုံကြည်အတော်ကြီးချဲ့လဲသည့်ထောင်းအောင်နန်းစိန်ပွင့်ကိုသူယုံသည်နန်းစိန်ပွင့်သည်သူကလွယ်လင်မည်သူကိုမှစိတ်ဝင်စားမည်မဟုတ်လျှက်ပေါ်လိုလီသည့်အစားရေကမဟုတ်တကယ်ပင်နန်းစိန်ပွင့်ကိုတခြားယောက်ျားနှင့်ပြေးစားလိုက်သည်ဆိုပါလျင်သူလိုက်၍ဖြည့်ရှင်ခြင်းသည်နန်းစိန်ပွင့်အလိုတူရဲ့လားချစ်သူနှုတ်ကားတာဘူးတလုံးချင်းနဲ့ငနေသားတော့တေးပြီးတော့တီးခန့်ချင်း အနေနာခံခြင်းတို့ဖြင့်ကြီးပြင်းခဲ့ရသောသူစိတ်အဟုံးသည်ယခုတော့တောင်ကပရန်တို့ပင်ထွင်းဖောက်လူခမန်းရှိလေသည်စိတ်ထဲကလီလန်လာသည်ဟုတော့ထင်မိသားဈေးသိမ်းပြီးအိမ်ပြန်ရောက်သည်နှင့်လှိုင်မောသောရင်ကိုငြိမ်အောင်ပြုပြီးသွေးစင်းနှင့်ရေအေးအေးကိုတောက်ရသည် အသက်ကစကားပြောလာလေပြီဒီအရွယ်သည်မိမတွေသွေးသားပြောင်းသည့်အရွယ်စီကောင်းဝါကောင်းမိတွေထားဖို့လိုသည် ်သို့တော်လည်းတိုင်းရင်းပြည်ရေးသဘုံကံအရေးကြောင့်ကြာဆင်းလာသောစီးပွားရေးအခြေအနေတွင်အပြေမနာနိုင်သည်တောနှင့်ဆန်ရသောအကျွေးတွေကစုံဒီကများသည်ခါရင်းတို့ပြက်ကြီးတို့တုံးကားတို့ဘက်ကိုလည်းအကျွေးမမှန်တော့မတောင်းနိုင်တော့ဆိုင်အခြေအနေကရိုင်းနေလာသည်ကုံကုံငွေရင်းဆိုင်၍အေးအေးလူလူလောင်ပြီးရောင်းနိုင်သူတွေသာအလုဖြစ်ကြသည်ယခုတော့အမေအခြေအနေသည်ခေါင်းရွက်ပြထိုးတာတာပဲသူစိတ်ပူသည်ကအောင်ဆို ယခုတလောအောင်စုတယောက်အိမ်ကိုဝင်လာတိုင်းအရေးဆုံးမနန်းသည့်အခါဟူ၍မရှိသူစိတ်ညစ်ပြီးဆိုရင်အချစ်ဟောင်းကပြန်ပေါ်လာကအရက်ကိုဖိတော့တတ်သည်ပြီးတော့အောင်စိုးသည်မယူရဲလုတ်တတ်သူပြီးပြီးခြံနာနေခြင်းနဲ့မတင်တင်သည့်ကိစ္စကိုလည်းပူရသေးသည်တော်ကြာစိတ်မထိန်နိုင်၍အမှုခင်းပြလည်းမခက်ပါလားမိသက်အိမ်မှာခဏနေကောင်းကောင်းနေခဲ့ငါတန်တရာခဏသွားလိုက်အောင်မယ် စိတ်ကသွားခြင်းလင်လူကပေါ်ပါလာသောအမေသည် သူ့တာရှိရာကိုခတ်တုတ်တုတ်ထွက်ခဲ့သည်အောင်ဆိုးကိုသူတနာလေတနာချစ်လဲချစ်သည်အောင်ဆိုးတခုခုဖြစ်မှသူဆိုသည် မတွေ့ရတာကြားရင်သူစိတ်ကပူလာသည်ယထာလန်တလျှောက်ရှောက်လာသောအမေခြေတော်များတွင်ဖနှက်မရှိဘာကြောင့်စီမလာမီမှန်းလဲမသိတော့ဘာကြောင့်သူစိတ်ကအကြောင်းမရှိပဲဒီများပူပန်နေမိသည်လဲမသိတော့ညနေဆောင်ဤဝင်လူစဲနေအောင်အရှိန်ကြောင့်အမိမျက်နှာသည်ချွေးတို့ဖြင့်ပြောင်းလဲနေသည် ချောင်းတွင်ရေခမ်းလိုပြီးပူပြင်းသောနေအရှိန်ကြောင့်ဘဲတွေဥကျသွားသည်ဒီအတွက်ပင်အောင်စိုးစိတ်ဓာတ်ကျနေပြီလားတဲဝနာရောက်သည့်အထိတိတ်ဆိတ်လာ၍အမေစိတ်ကသင်္ကာမကင်းတူတူညင်ညင်အတန်များကြောင့်အမေခြေလန်းတုံသွားသည်ခိုခိုခိခိရေတန်များကြောင့်လည်းရှင်းငင်းနေဖြစ်သွားသည်ဟဲ့အောင်စိုးအောင်စိုးရှိသလားအမေအတန်ကအနေငယ်တုံနေသည်တဲနောက်ဘက်အိမ်စင်နောက်နားမှာအောင်စိုးထွက်လာသည် အမိကိုမြင်တော့မျက်နှာပြက်သွားသည်သူနောက်ကမိန်းမတယောက်မကျူးသူ့ကိုအမေသိသည်ခလေးတယောက်နဲ့မုံဆိုးမအမိမျက်လုံးထဲတော့ကြည်မရလားကြည်တစ်ဖက်သားကိုချော့မြူတိမ်သွင်းသည့်မြင်နေပေမျိုးဟုမိမညံဖြင့်အမိစိတ်တွင်မှမှတ်ချက်ချဖို့သည်တားအောင်ဆိုးစီလာ၍ပျော်ပြီလှုပ်တတ်တာကိုလည်းနည်းနည်းလေးမှမကြိုက်ခင်ရခုလေးကြည်အဝေစားဖျို့ဖျင်းနှင့်သပင်ဆုပ်တိဆုပ်ဖွားနေဘာလို့နေကြတာလဲဟဲ့ အတိပိများစွာတင်ရောက်သောအမိစကားကြောင့်မကျူကရှယ်ယွန်စွာခေါင်းငုံပစ်သည်ဘာမှမလုပ်ပါဘူးအမိပါလာလောက်တာလည်းအမိမလဲချွေးတွေရွှဲလို့အောင်စိုးကလည်းမအေးကိုဂယူဆိုင်သူပြီးပြီးအစိုးရင်တကြီးဖြစ်သွားသည်ငါးစိတ်တဲ့နင်းနဲ့မတွေ့ရတာကြာလို့တမျိုးဖြစ်နေလို့လိုက်လာတာမင်းရဒီမဲ့အကြီးဆိုင်နေတကောအိုးဗျာအမေကလည်းမကျူလေးလေးပြီးဘာအမေကလဲလဲဒီမဲ့ငါအောင်စိုးအပြူဒီလောက်ရှားသမို့လား ဒီကောင်မနဲ့ယူရဲရင်ယူကြည့်နင့်ဦးစဘုတ်အပြုတ်သားပဲမှတ်သားသမီးနဲ့ပတ်သက်ရင်တဖက်သားကိုပြစ်တင်ရှုတ်ချတတ်သောမိခင်တို့၏ဒလေးအတိုင်းအမေကအောင်ဆုံးဖို့မညာမတာပြောပြသည်အရဲတောက်တာဖေးရိုက်တာကိုပင် ရေကြီးခွင်ချင်မဆူဘူးသောအမေစကားကြောင့်အောင်ဆုံးပြင်သက်ကိုချမိသည် အပြူမဟုတ်ပေမဲ့ယောက်ျားမှမရှိတော့တာပဲအမေရအမေနင်းကစကားတက်နေလိုက်တာဘာပဲဖြစ်ဖြစ်ငါသဘောမကျဘူးဒါပဲကဲပါမေယား အမေသဘောမကျရင်ဘာမှမဖြစ်စေရဘူး။အမေလာကျွန်တော်ဝက်ကလေးတွေလာကြည့်ပါဦး။ပွဲမကြီးရလေအမေလိုပဲသူ့သားသမီးတွေအားလုံးကို သူ့မျက်စိအောက်ကအပြောင်းမကန်ဘူး။ပြီးတော့အိမ်ဖို့တန်းတလွန်တီတွေယူသွားအောင်။ဟုတ်ရတခြားရှာရတလွဲဖြစ်နေသောအမေသည် အောင်စိုးစီမှပြန်လာပြီးသူစိတ်လေးခဲ့ရသည့်အကြောင်းရင်းကိုရင်ဆိုင်ရသည် မောင်စပြူကမှမြို့ထွန်းဤစပေးအားမောင်လာဤတယောက်မျက်စိမျက်နှာပြက်ကရောက်လာသည်။ဖျားဝတ်ပြူရန်ပြင်ဆင်နေသောအမေသည်သူ့ကိုမြင်ကများဖြင့်ဘာတည်င်းမှမကြခင်ကပင်ရင်ထဲမှလက်ကနေဖြစ်သွားသည်။ဟဲ့မောင်လာဤနင့်ဆရာကောမဝင်တော့ဘူးလား။မဟုတ်ဘူးမေဆရာဆရာပါတယ်။ဘယ်မလဲ။ကားကားပေါ်မှာဘယ်ကားပေါ်မှာလဲဟဲ့။ဟိုကျွန်တော်တို့ကားပေါ်မှာပဲ။ ပေါင်မှဒဏ်ရာရလာလို့အဲ့ဒါအဲ့ရအသိမြင်ထားပါ နောက်ကလိုက်လာလိမ့်မယ်။အိုးဖះဖះတောင်ပေါ်မှာဂရေက6ကဘာတွေထိုးကြသွားရင်အကောင်းသားစိမ့်လှရှာရလွန်းသဖြင့်ကာစတီယာရင်ကို ကိုင်လိုစိတ်မရှိတော့အဆုံးစုံလက်ချပြလိုက်ခြင်းစိတ်သာပေါလာသည် သူစိတ်သူမနိုင်၍အပြန်တွင်သူကာမမောင်းတော့အဖို့ပါလာသောလူတယောက်ကာမောင်းသည် သူကဘေးလူများတားထားသည့်ကြားကားပင်ကားခေါမှုပေါ်မှတက်လိုက်ခဲ့သည် ကားထဲမှလည်းလက်ဘက်ကြောင့်အိတ်တွေက ပြည်နေ၍နေစရာမရှိဒရိုက်ဘာဘေးကလည်းမလိုက်ချင်းတွေးငေး၍လိုက်ချင်းသည်ကားမောင်းသူအဖို့ဘေးလူကငင်းငိုင်းလိုက်လာရင်းအလိုလိုငိုက်ချင်လာသည် အဝေးပြေးကားသမားဆိုတော့ပြင်းကြီးညီငွေပွဲ လမ်းတစ်လျှောက်မှာအိမ်မငိုက်ဖဲမောင်းနိုင်ဖို့လိုသည်ထို့ကြောင့်မောင်းလာအေးကိုရှေ့ကန်တွင်ထိုင်စေကာအမိုးပေါ်သို့တူတက်ခဲ့သည်ကောင်းကင်ကိုမျက်နှာပြုကာတရေရိတ်ကြံခဲ့သောဩကာသလောကကြီးကိုတုံသက်ဆင်ခြင်လာသည်ကုံဆုံးသွားသောကာလာများသည်အချိန်တန်တော့မုံဝါပြောက်ကွယ်ရစမည်မိုးကုတ်ဆောင်ဝိုင်းသည်အဆုံးစားမရှိယနေ့တွေ့သောတစ်ပင်များသည်မနေ့ကတစ်ပင်များမဟုတ်လေကွင်းပြင်းထဲတွင်ရွှေဝါရောင်စပနံတို့ဝင်းမဲလူနေပြီး ဖူးငုံစပနံများကို စားသုံးလိုက်ရင်ဆံအဖြစ်တို့ရောက်ပါအောင်မီလားချောင်းရီမြောင်းရီတို့သည် အချိန်တန်ရင်ခန်းချောက်ကြစမြေမိုးရွာလင်းတစ်ပင်မျိုးတို့ပြန်လဲလန်းဆန်းလာကြအောင်မီလူဘဝသည်အစဉ်ပြောင်းလဲလျက်သားတကားလမ်းမတို့ညကိုင်းကြနေသောတစ်ခဲမြင်ပါလေးရဲ့အတွေ့လွန်နေသောမျိုးထွန်းသည်ခေါင်းကိုမတိန်လိုက်မိကျွမ်းကျင်ပြီးသားမို့လဲကိုကိုထိန်လိုက်သေးသည သို့သောနောက်တကိုင်းကမျက်နှာကိုလာရိုက်တော့ရုတ်တရက်ဟန်ချက်ပြတ်သွားသည်။ကောင်းကင်ကိုမျက်နှာမူနေရာမှတပတ်လေက ကတ္တရာလမ်းပေါ်သို့ကြာသွားသည်။ကားကအရှိန်ပြင်းလာသည်။သူ့ကိုဂိုင်90ခန့်လွန်သွားသေးသည်။ခေါင်းမကွဲပဲခြေထောက်တစ်ဖက်သွတ်သွက်လေထွက်သွားသည်ကိုပင်ကျေးဇူးတင်ရအောင်မည်။တောင်ငူဆေးရုံမှနေခဲ့ဖို့ပြောတော်လဲသူလက်မခံ။ ိမ်အထိပို့ပေးဖို့သာပြောသည်။တာအကြီးဆုံးတယောက်အနေဖြင့်အမင်းရင်ခွေမှာကြာကြာမအိပ်ဆက်ဖို့တော်လေ။ယခုလိုအားငယ်ရသည့်အခါမျိုးမှာအမေအနာတွင်ပင်နေခြင်းမိသည်။ကားပေါ်မှသူ့ကိုချလာစဉ်အမေမျက်ရည်တွေကိုမြင်ရတော့အမေကိုတသက်မှတစ်ခါဒုက္ခပေးမိလေပြီဟုတွေးကသူစိတ်မကောင်းဖြစ်မိလေသည်။ကျေးဇူးတည်တဲ့ခြင်းနဲ့ အနေနာခံခြင်းတို့သည်မိတို့မိပုံကွာခြားသည်ကိုတော့အောင်တိုးမတွေးမီအမိချွေနေစာအကိုကြီးတို့၏လှုပ်ရှားဖြင့်သူပညာကောင်းစွာသင်ခဲ့ရသည်ကိုနားလေသည်အမိကျေစုအကိုကြီးကျေစုကိုဆက်ရမည်ဟုလည်းသူရိုးစင်းစွာလက်ခံထားသည်ကျေစုကိုမိတို့ဆက်ရမည်ကိုလည်းရှေ့ရှေ့လျားလျားတွေးကြောမအောင်မီတာအမိထံကိုလောင်းစင်မှန်မှန်ငွေပို့ခြင်းသည်ပင် သူတတ်နိုင်သမျှတာဝန်ကျေပြွန်အောင်ဆောင်ရွက်ခြင်းဟုအောင်မေးလေသည်မိတို့ဆိုစီ အမိကတော့ဂျင်းနေသည်ခြေထောက်မှတန်ရာကြောင့်အတန်ကြာအနားယူနေရသောမျိုးတွန်းသည် စာတိုင်းမှငွေရောက်လာတိုင်းအမျိုးမျိုးမဖော်တတ်ဘဲဂျင်းကနေလိုက်ကနေခံစားနေရသည်ငွေကလေးတကင်ကိုင်းဖြင့်နှစ်သိမ့်ကြည်နူနေတဲ့သောအမိကိုကြည့်ကသူရှာဖွေပေးခဲ့ရစဉ်က အမိဒီမြကြည်နူပါသည်လားသူပြီးခဲ့ရသောငွေသည်ယခုလောက်မှတန်ဖိုးရှိပါရဲ့လားဟုနာကျင်စွာတွေးတော်မိသည်ငါတို့ကလည်းစာလေးတစ်ချောင်းမှရေးလိုက်ပေါ်မရဘူးလားမေရဲ့ သူ့မလဲမအားလို့နေမှာပေါ့လေအမေကထုံများသာပြောသည်တားဖြစ်သူမျိုးပိုင်းမင်းကဒီမြတာဝန်ကျေးသူကိုပင်အမေချေနှံနေပုံရသည်ပြီးတော့မကြခင်လက်ထက်တော်မီဆိုသည်ကိုလည်းအမေကခွင့်လွှတ်သည်တားသမီးဆိုတာအချိန်တန်တော့သူလန်းသူသွားကြစမြဲတဲ့သူသာဘာကြောင့်ကိုလန်းကိုမသွားခဲ့မိပါလဲဟုတွေးကတွေးဝေမိရသည်ယခုတော့လေဘာမှမတန်နိုင်တော့ထောက်ရမရသေးသောခြေတစ်ဖက်ကိုသာနာကြီးစွာကြည့်နေမိသည်တားထမင်းစားတော့မလား မိသက်ကိုပြင်ခိုင်းလိုက်မယ်။နေပါစေကျွန်တော်မစားသေးဘူး။ဒါနဲ့အမေသမီးစီကရောစားမလာဘူးလား။ခင်ချိုင်ကလည်းပွဲရပြီးတော်ပြန်မလာပဲရန်ကုန်မှာပင်အလုပ်ဝင်လုပ်နေသေးတယ်။လောက်ကကောင်းကောင်းမရသေးလို့အိမ်ကိုမပို့နိုင်သေးဘူးဟုဆိုသည်။မိန်းကလေးတစ်ယောက်ကိုရင်အောင်မကွာ ထားဖို့တင်တော်လဲသူတို့ကပညာတတ်မှကြီးတွေဖြစ်နေပြီဆိုတော့မတားတာတော့။အရင်လောက်ကတော့လာသားပဲတားရဲ့။သူကဘယ်ယုံဆိုလဲ။အဲ့ဒီမှာပဲလုပ်ချင်တာတဲ့။ အခုတော့အောက်တန်းစီးမှပဲရာသီးတယ်လို့ဆိုတာပဲအမိသမီးစီတခါတလေလိုက်သွားအောင်လေရန်ကုန်မှာသူတယောက်တည်းကြာကြာလွတ်တာလို့တော်ပါမလား သေးသမီးအတွေ့အမေအတော်လေးစိတ်ဒုက္ခရောက်ခဲ့ရသည်ယခုတော့သူအတိညာနဲ့သူနေပါစေတော့ဟုဆိတ်လျှော်ထားလိုက်သည်သူတို့တွေဘလို့နေလို့ဘလို့ထိုင်သည်ကို အမေတွေးမပူနိုင်တော့စိတ်ပြည့်အာရုံနေသောသားကြီးနဲ့ပင်မဆင်းရဲလာသောသားလက်တို့အနာရင်းနေရသည်ကိုသာ အမေချိန်နဲ့သည် ကျန်နာရီကပညာတတ်တွေဆိုတော့သူတို့ဘဝသူတို့ဘာသာဆက်ကြောင်းမှုပဲရှိတော့သည်ဒီတခါဈေးတဲကမအေးကြီးတို့ဈေးသွားဝယ်တာနဲ့ကြုံရင်လိုက်သွားမလို့ပဲဒီလောက်လဲမပူပါနဲ့လေ ်ခေကာလာသားသမီးတွေပဲ သူတို့ကို သူတို့ထိမ့်လိမ့်မပေါ်ဒါနဲ့ငှက်တာထမင်းစားတော့မိုးသိပ်ချုပ်သွားလိမ့်မယ်အမေက ပြောင်မှုဖက်စစ်လိတ်ကိုပြာခွက်ထဲထိုးတဲ့ကသားအတွက်ထမင်းပြင်းမှုထားလာသည် မြို့ထုံကတော့အင်းရှိမစပယ်ပန်းယုံကို အတိတ်ပဲမရှိငေးကြည့်ရင်ကြမ်းရစ်သည်မိသက်ကရင်းနှွေးချမ်းအိုးကိုနောက်ဖေးသို့မှာသွားသည်အမေနဲ့ညီမကမိများပင်ကယူဆိုင်စေကမှု သူတို့မိသားစုကြီးမှာ ပျော်ရွှင်ချမ်းမြေ့ပွဲမကောင်းသောဒီကို သူခံစားနေရသည်မိသားစုအတိုင်းမျိုး၏အထိပယ်ကို သူရှာဖွေနေမိသည် သူရင်ဝဲဟာ၍တစုံတစ်ခုလိုအပ်နေသလိုခံစားနေရနေသည်အမေကထမင်းဟင်ကို သူအကြိုက်စီစဉ်ထားသည်ငရံကောင်းချင်ရင်ဟင်းနှင့်ငပီရီတို့စရာအမေသူကခြေထောက်ကိုညာ၍ဖြည်းဖြည်းထိုင်ချရင်းလက်စည်းစလုံးနဲ့လက်မနိုက်သေးပဲသူအမေကိုခေါ်လိုက်သည်စားနေလေအမေနောက်မှစားမယ် အမေကထမင်းမစားခင်ဈေးဆိုင်အတွက်ကျေတွန်ပြူများကိုအကြီးအသေးရွေးနေသည် မြို့ထွန်းကအမေကိုကြည့်ကတစုံတရာစဉ်းစားနေစေကျွန်တော်အိမ်မှာမရှိတော့ကလည်းအမေတို့ဒီလိုပဲနေကြတာပဲနော်အမေကမြို့ထွန်းပါရီများအတွေ့လွန်နေပြန်ပြီလေဟူနာထောင်ရပြန်သည်မြို့ထွန်းခြေတော့တွင်ဒဏ်ရာရ၍အလုံမလုံနိုင်တော့ကလေးကတွေးမိတွေးရငေးမိငေးရဖြစ်နေသည် သူအောင်မငယ်အောင်ဂယူဆိုင်တီကြားမှစကားရီအလေးနဲ့ဆိုကလူဘဝကိုအမျိုးမျိုးအတိတ်ပဲဖွင့်နေသည်ဒါပေါ့သားရဲ့ဒီလိုပဲလုပ်နေရတာပေါ့အမေသားသမီးတွေနဲ့တိုက်တိုက်ဝင်ဝင် မနေချင်ဘူးလားအမေကချက်သွန်ပန်းကိုကြည့်ကရီဝေသောမျိုးလုံးများနဲ့မြို့တွန်းကိုကြည့်သည် အမေစပင်တို့သည် တပင်စားနပင်စားဖြူစားပြူနေပြီကိုတွေ့ရသည်နေချင်းပါတော့ကောဖြစ်နိုင်ရင်သားသမီးတွေလှုပ်စားတပြားမှမစားရချင်းနေပြီစီ အမေမျက်စီအောင်မှထားပြီးတယောက်တည်းရှာကြွေးခြင်းနဲ့အဲ့ဒီအထိမျိုးထွန်းကထမင်းကိုစိတ်မပါစွာစားစားပြုသည်အမေသားသမီးတွေကအမေစီဘာလို့ပြန်မလာခြင်းကြတာလဲသူတို့ကငွေပို့ပေးရင်ကျေးဇူးကျေးပြီလို့ထင်နေကြသလားကျွန်တော်အဲ့ဒါနည်းနည်းမှမကြိုက်ဘူးပြီးတော့ဒီလိုသားသားတွေသမီးတွေအချိန်တန်လို့တယောက်ပြီးတယောက်ခွဲထွက်သွားရင် နောက်ဆုံးမှအမေဟာဒီလိုပဲဇေယောင်ရင်တယောက်ထဲနေကြရမှာလား အမေကမျိုးထွန်းကိုကြည့်ကရင်းချက်ဟန်ဖြင့်အတိတ်ပဲပြေဝသော အပြုံးကိုပြောလိုက်သည်ပြီးတော့မျိုးထွန်းတို့ပညာရှိဆန်းဆန်းနဲ့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 မတွေ့ရဘဲနဲ့ဘဝကပေးသောစကားတစ်ခုကိုဆိုသည်ဒါဟာဖြစ်ရိုးဖြစ်စင်မဲ့တာဘာမှအစမ်းတစ်ချိန်မဟုတ်ဘူးမိသက်ကတော့အမေနင်းနီးကပ်စွာနေရသောအထွေဆုံးသမီးပီပီအမေရင်ခွင်ကိုမိဟန်ပြုကပြုံး၍ဆိုသည်အိုးအမေကလည်းအမေတယောက်တည်းမနေရပါဘူးကျမရှိတာပဲကျမနဲ့နေပေါ့ ဟင်းကြည်သေးတာပေါ့အမေကကြည်နိုးစွာဆိုသည်ဒီလိုတော့လေအရာရာဟာဘာမှအရင်မကြည်သေးလို့ပါပဲလားဟိုမျိုးတွန်းကတွေ့ကထမင်းကိုတယောက်တည်းတိတ်ဆိတ်စွာစားလေသည်ခင်ချိုင်ကတော့လူဘဝကိုဘာမှလေးလေးနက်နက်မတွေ့ချင်းသူကောင်းနေတွင်သူကောင်းကောင်းတစ်ခုရဖို့နဲ့ကြီးပွားချမ်းသာဖို့ပင်တက္ကသိုလ်ရောက်တော့လဲသူတကားလို့မဝင်နိုင်မစားနိုင်သည့်တိုင်တတ်နိုင်သမျှတတ်တည့်ရရဲ့နေထိုင်ဝတ်စားကသူ့ကိုယ်သူအစဉ်တစားရှိခဲ့သည် ်သူယုံသူဤကိုလဲသူအားကိုသည်အချစ်ဟုသည်မဆဲလှူရှာမှုတသက်သားဟုသူအတွေ့အကြုံဖြင့်သူတွေးခေါ်ကလူဘဝကို တမျိုးအတိတ်ပဲဖွင့်သည် လူတွေဟာမတည်ခင်ကောင်းကောင်းနေဖို့စားဖို့ပင်ဆင်းရဲသည့်တံကိုသူမခံခြင်းသူအမေနှင့်သူမိသားစုဆင်းရဲသည်ကိုလဲသူမကြည့်ခြင်းသူနီးသူဟန်ဖြင့်ကဲတင်ခြင်းသည် တက္ကသိုလ်နောက်ဆုံးနှစ်မှာခင်မောင်ဆိုးနှင့်သူတွေ့ရသည်တကယ်တော့ရောင်းကုန်ကိုတကား ဈေးကွက်ကောင်းကောင်းရှာနေသူနဲ့ငွေကိုပိုက်ခါပစ္စည်းကောင်းကောင်းဝယ်ခြင်းသူတို့တွေ့ကြရခြင်းပင်ခင်မောင်ဆိုကရာဘာဆက်ယုံပိုင်ရှင်ဤသာသတိပေါက်စာလေးတယောက်ပင်မိဘ၏အရှင်ဝါကလွင်လင်းကိုပိုင်ဤချင်းဘာမှမရှိတော့လဲအပေါင်းအသင်ဆန်းအောင်ဘွဲတခုတော့ယူထားလိုက်သည်ပြီးတော့မွေးနေ့ပွဲပါတီပွဲတွေမှာအမျိုးသမီးတွေမျက်စိကြောက်အောင်အစင်တန်းမြင့်မြင့်နေထိုင်ဝတ်စားပြသည်ခင်ချိုင်ကလည်းအပေါင်းအသင်ဆန်းသူ လူဆောင်မိပွဲမျိုးကိုရှိသမျှဝတ်စားကမရှိတော့လဲခြင်းကပြင်စင်ကပွဲလေတင်အောင်လေ့ကျင့်နေထိုင်သူသူတို့နှစ်ယောက်အဖံဝင်တစ်ခုမှတွေ့သည် နောက်တော့လဲထုံစံအတိုင်းသူတို့ချင်းချစ်သွားကြသည်ဆိုပါစို့ခင်ကြရန်ကုံမမခွာနိုင်ပြီချစ်သူကိုလက်လွတ်မလဲဆိုသည်တာမန်ကြီးနဲ့တော်ရွာတွင်ရိုးရိုးကုတ်ကုတ်လူဘဝကိုကုံဆုံးသွားမလဲကြောက်သည် ထို့ကြောင့်ရာသမျှအလုပ်ကလေးနှင့်ရန်ကုန်တွင်ကုတ်ကန်နေလေသည်ခင်မောင်ဆိုးအားကိုဖြင့်လည်းဒီထက်ဝင်ငွေကောင်းသောအလုပ်တစ်ခုခုကိုရမည်ဟုမျှော်လင့်ထားသည်အလုတ်ကတော့မလို့ရွေးမဖြစ်သူတွင်မိဘကချမ်းသာသူမဟုတ်၍ငွေကြေးနှင့်ပတ်သက်ရင်းမရှင်နိုင်သူဘက်ကအလုတ်ကလေးရှိမှယောက်ျားနှင့်ယောက်ခမရှိမှမျက်နှာပန်းလာမီမဟုတ်လားယခုတော့ခင်မောင်ဆိုးကလည်းခင်ကြိုက်ညွယ်ကွယ်မှမိွေနေပြီ ခင်ကျိုင်းတို့မိဘတွေကဆင်းရဲတယ်ကိုကမောင်ဆိုးရဲ့တော်ကြာကိုကမောင်ဆိုးမိဘတွေကသဘောမတူမှဆိုးရတယ်ခင်ကျိုင်းကမကြခနာဆိုးသလိုတွေ့တူဆန်း၍ပြောဘူးသည်ဒီအတွက်တော့ခင်မောင်ဆိုးကလည်းအလေးနဲ့ထားဟဲ့မပြသူ့ရင်မောင်နှမ၅ယောက်ရှိသည်အကြီးနှစ်ယောက်ကလက်လွတ်ပြီးကိုပိုင်လုံငန်းအသီးသီးနဲ့သူ့အမညီမနှစ်ယောက်ရှိသည်သို့တော့ကိစ္စမရှိ သူကန်နာနေသူခွဲပြီးသားခင်မောင်ဆိုးကလက်ရှိသူ့အဖေလုပ်ငန်းကိုဆက်လုပ်ရမည်သူပူစရာမရှိ သူကမိမကို အလားကြည့်ဖို့သူ့ဝင်ရဝဆပြုဖို့လောက်တာအဓိကထားသည်ကိုမိဘတွေကကိုသဘောပါမယုံရင်တခါတော့အိမ်လိုက်ခဲ့ခင်ကျိုင်းကိုလည်းတွေ့ဖို့သွားအောင်ခင်ကျိုင်းကတော့သူ့ပနာမလုပ်ငန်းအဖြစ်ခင်မောင်ဆိုးတို့အိမ်ကိုတခါလောက်လိုက်သွားရင်အတော်လေးပြင်ဆင်ရသည်ဝိပုံစားပုံနေထိုင်ပြောဆိုပုံကအစတစ်ဖက်သားအထင်မသေးအောင်ခရယူဆိုင်စင်ကြင်ရသည်ခင်မောင်ဆိုးမိဘတွေကတိတ်တော့မဆိုး မြို့ကြီးသူတို့ထုံစံအတိုင်းနှုတ်မှုကတော့ဖော်ရွေသည်ပြီးခင်ကြိုင်ကလည်းသူ့ကိုယ်သူ အရေးပိုင်သမီးလိုလိုဝင်တော့သမီးလိုလိုပြောထားသည်ငါသားကအရွေးတော်တယ်သမီးကအချောပဲကွယ်ခင်မောင်ဆိုးမီကနိုင်လွန်လက်ပြက်ကိုပေါ်လီစာဟိုက်ဖြင့်ဝေကာ secret ကိုဟန်ပါပါဖွာရင်းမှတ်ချက်ချသည်ခင်ကြိုင်အတွက်ပွဲဥထွက်အောင်ပွဲရခြင်းပင်ခင်မောင်ဆိုးအဖေကိုတော့အလုံများလာသည်ဖြစ်၍မတွေ့ခဲ့ရရောင်းမများကတော့ ိတ်အယောတဝင်းမရှိလာခြင်းသူဝိပုံစားပုံကိုမတိမတာကိုရွင့်အကဲခက်ကားတမင်စပွဲကိုသာအဝိချီအောင်ခင်းပေးသည် သူတို့တွေကတက္ကသိုလ်ပညာတတ်များမဟုတ်၍မိမိအနေဖြင့်တိမ်ငယ်စရာမလိုဟုခင်ချိုင်ကတွေးသည်။တမိယဘသူတဲ့။အလုတ်လုတ်သလားကွ။ကျမနာမည်ခင်ချိုင်ထုံးမှာဟုတ်ကဲ့မြူနစ်စပယ်ရုံးမှာလုပ်ပါတယ်။ ခင်ချိုင်ကတက္ကသိုလ်ရောက်မှပြောင်းသောနာမည်ဖြင့်သူကိုယ်သူမိတ်ဆက်သည် နောက်ဆုံးကဖေနာမည်ပါသည်ဆိုတော့ခင်လဲမိသည်ပေါ့အဖွာကြီးကတော့တားကဒီနေ့သူဤစားနဲ့တွေ့စေခြင်းသည်ဆိုရေးသွားစောင့်နေရသည်စိတ်ကသူ့ပေါင်းသင်းများနှင့်ပိုကာကစားရန်ချိန်ထားသည့်အချိန်နှီး၍ဖင်တကြွကြွဖြစ်နေပြီ သူမချွေးမကောင်းကောင်းရဖို့ကိုတိတ်အာသီတာမရှိလားအထူးသဖြင့်ခင်ချိုင်းတို့လိုကိုအောင်ကျိုပြီဝင်လာကထားရနေမိမိန်ကလေးမျိုးကိုပင်ပို၍ပင်သဘောကျသေးသည်ခင်ချိုင်းကိုမြင်ရုံဖြင့်အထူးစစ်ဆေးစရာမလို့ကိုလိုချင်သည့်ပုံစံမျိုးဆိုတာကိုသဘောပေါက်သည်ကဲတားတို့အေးစစ်စစ်နေကြထမင်းစားပြီးမှပြန်တော့မမီသွားစရာရှိသေးတယ်ခင်မောင်စိုးကကဲ ကိုမပြောလားဟူသောမျက်နှာပေးဖြင့်ခင်ချိုင်းကိုကြီးကပြုံးရင်းနေသည် သူတို့နှစ်ယောက်ထမင်းတူတူစားကြတော့ကြီးမခန်းနာသော ထမင်းစားကန်ကြီးတဲ့တွင် ထမင်းချက်အိမ်ပေါ်မိမကြီးကလွဲ၍မြည်သူမမရှိညီမနှစ်ယောက်ကလည်းဖြီးလင်းဝစားကအပြုံးလာလာဖြင့်နှုတ်ဆက်၍အပြင်ထွက်သွားကြသည်သောတွင်လာသော ထမင်းဝိုင်းကြီးကိုကြည်ကအဆဆအရာရာဂယုတစိုက်ပြင်ဆင်လာခဲ့သော ခင်ချိုင်းစိမ့်မှာရှက်တလူလိုဖြစ်လာလေသည် သူက တကယ်ပွဲကြီးလမ်းကြီးတွေတွေ့ရမျိုးမျောလင်းခဲ့တော့လဲတကယ်တော့သူ့ကိုအရေးတူလုံးမိသူမရှိပါလားဟုခံစားလိုက်ရလေသည်စားလေအကျိုင်းကိုမပြောဘူးလားကိုမိဘတွေကအကျိုင်းကိုသဘောမတူဘဲနေမှာမဟုတ်ပါဘူးလို့ဒေရီယာဆိုရင်လည်းမမိသဘောပဲနောက်တော့အကျိုင်းသိလာပါလိမ့်မယ်အစားကသဘောမတူမှကိုသာဆိုရင်ခဲ့တော့လဲရခုတော့သဘောမတူတာတစ်ပင်ခံရခဲ့သေးသည်ကိုတွေးမိက အပြောရခက်နေသည်ရခုမှတော့မထူတော့ဘူး ကိုယ်စံနေကိုနိုင်အောင်ကောက်ဖို့သာရှိတော့ဒီမဟုတ်လားအင်းရှင်မရှိတော့ထမင်းဝိုင်းမှလေးကန်စွာထားခဲ့သည့်တိုင်ခင်မောင်ဆိုးကတော့ဘာကိုမှအလေးနဲ့တွေးမိပုံမပေါ်သူ့ဘဝကိုအစဉ်ပြေလာသည်ဟုတွေးနေဟန်တူသည်လေးလေးတချွန်ချွန်ဖြင့်မြူးကြွား၍နေသည်ပြီးတော့ပြောသေးသည်မမီးကလေတိတ်အေးတာအိမ်မှာဘာမှပူပူဆူဆူမလုပ်တတ်ဘူးပြီးတော့လေဒယ်ရီကလည်းသူ့လုပ်ထဲမှာပဲနေနေတာအင်းကိစ္စကိုဘာမှဝင်မစွတ်ဖက်ဘူး အကြိုင်နဲ့လက်ထပ်ပြီးရင်ကိုတို့ဒီမှာပဲနေရမှာအကြိုင်ဝမ်းမတာဘူးလားခင်ကြိုင်ကတော့ဘာပြောရမည်မသိတော့ပြီးစိတ်ပူတတ်သောအမေအယားယားကိုအလေးနဲ့တွေ့တတ်သော အကိုကြီးမျိုးတွန်းစိုးသည့်ပေသည့်ကြမှမောင်နှမများကိုတန်ရုံးစင်ကြီးသောအကိုအောင်စိုးစသည်တို့ကိုတတိယကမတူညီသောမိသားစုနှစုကိုရှင်၍တွေ့နေမိလေသည် ဟုတ်ကဲ့ပါရှင်ဆရာမကြီးမမအင်းရရေးသားထားတဲ့မှတပါအချားမရှိပြီးဝိထုရှိကိုအပိုင်းကအနေဖြင့် ဆက်လက်ပြီးတော့မျှဝေဖက်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ channel လေးကိုအမြဲတမ်းအားဖြင့်ဝင်ရနာဆင်ပေးနေကြတဲ့လူမိသားစုအယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။လူမိသားစုများအားလုံးလည်းဒီကင်းလို့ကျမ်းမာကြပါစေရှင်။